ဆရာတော်ဘုရားနဲ့အတူတန်ခါအပါ90ပေါ့နော်တန်ခါအပါ90ကိုအာရုံဆုံးကတ်ပြီးတဲ့ခါကျတော့ဝတ္ထုငွေလည်းကတ်အနဝကာမဝတ္ထုငွေလည်းကတ်ပြီးတော့ခလေးတွေအဲကိုယ့်ရဲ့သားတွေကိုလည်းဒါအာရုံဆုံးကတ်တာပေါ့နော်ဘိုင်းစာလို့လားမသိစားလိုက်ကြ ပိုတွေလုတ်ပြရတယ်မျက်ရည်ချူတယ်အဲ့လိုမျိုးတွေပြောခံရမှာဆိုတော့ဒါပေမဲ့ဓာတုလိုလိုရှင်เนี่ยလက်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 ပြီးဖြစ်လာတယ်ခံစားချက်ကြတော့ပြိတက်ကတိတယ်ဒါပဲဖြစ်ဖြစ်ဝမ်းတာရဲ့ခြေနဲ့တယ်ပြိတက်တွေကကိုယ်အဲရဲ့အလှူတွေကိုဓာတုခေါ်ပြရတဲ့အတွက်ထတ်သူ့ညဓာတုရရပါစေလို့လည်းစုမုံကောင်တောင်းပေးပါတယ် ေးပါကျေးဇူးတင်ပါတယ်ဟုတ်ပါပြီအဲ့တော့ကလေး140ကျော်လောက်အမေအလူကြီးရဲ့တယောက်ရဲ့အဲစိတ်ခံစားချက်ကတော့ကိုယ့်အတွက်မွေးနေ့ဆိုတာတိတ်တော့မထူးပါဘူးအရင်တော့ကတော့မွေးနေ့ဆိုရင်ရင်ခုန်တယ်အဲနောက်နေ့ကျရင်ကိုယ့်မွေးနေ့လာပြီအဲမွေးနေ့ဆိုဘာညာရင်မဟုတ်ဘူးအဲ့လိုမျိုးပေါ့ဟောလက်ဆောင်နဲ့မျောတာပေါ့နော်ငငယ်တော့ကကြတော့အဲ့လိုမျိုးမုတ်တေးသွားစားမယ်ပါဆိုအခုနောက်ပိုင်းကျတော့လဲ အဲမွေးနေ့ဆိုတာတိတ်ချင်းခုံစားတော့မဟုတ်တော့ပါဘူးဒီတနေ့မွေးတဲ့နေ့ဆိုတာလူတွေကမွေးနေ့ပဲတည်ထားမိကြတာဒီမနေ့ကျတော့တည်မထားမိကြဘူးလေဆိုတဲ့အခါကျတော့မွေးနေ့ရှင်ဒီနေ့ရှိမယ်ဆိုရယ်စိတ်လေးနဲ့ပြန်ပြေပြီးတော့တိတ်တော့ဟိုမှာမပြောဘူးဒါပေမဲ့မွေးနေ့မှာကုသကောင်းမှုနဲ့ဖြတ်တန်းရမယ်ဗုဒ္ဓဘာသာထောက်ဆံရအဲ့တော့ဟောဒီနေ့မွေးနေ့လေးမှာလည်းအထိပ္ပယ်ရှိဖြတ်တန်းမယ်ဆိုပြီးတော့တားတွေကိုရှင်ပြုတ်ပေးတယ်သမီးတွေကိုနားတပေးတယ်ပြီးတော့ဟိုအမေဒီမာကြီးရှေ့ဆောက်ဖို့ကိုကိုွယ်တဲ့ဖခင်ဟိုဒီမှာဟိုခေဟာမှာအနေကင်းဖေးကင်းနေနဲ့အဲဒါပင့်ဖိတ်ပြီးတော့ပူဇော်တယ် ယ်ပြီးတဲ့အခါကျတော့ဒီမှာရှိတဲ့စတုတိတာအလူရောက်တထောင်စားကျွေးတယ်အဲအဲ့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာပေါ့နော်ဟုတ် ဆရာတော်ဘုရားနဲ့အတူတန်ခါအပါ90ပေါ့နော်တန်ခါအပါ90ကိုအာယုံဆုံးကတ်ပြီးတဲ့ခါကျတော့ဝိထုငွေလည်းကတ်အနဝကာမဝိထုငွေလည်းကတ်ပြီးတော့ခလေးတွေအဲကိုယ့်ရဲ့သားတွေကိုလည်းဒါအာယုံဆုံးကတ်တာပေါ့နော်ဘာကြီးစာလို့လားမသိစားလိုက်ကြ စားလိုက်ကြတော့အိမ်မနေဟိုညဘက်တို့ကိုမကြွေးတော့လဲလေတို့ဟိုပြောပြတာပေါ့နော်ဖိုက်ချတဲ့ခါကျတော့ဟိုအကုတို့လည်းမဖြစ်ရအောင်အဲဒါဒါဆိုလို့ရှိရင်ဖះကအဲဒီညဘက်ကိုဥပုပ်ဘလို့စောင်းရတယ်ငါမတိလာဆိုတာဘာဆိုတော့ဘေးနားမှာရှိဆီယမတွေရတယ်ပြောပြတယ်စဖုံးမောင်းရတယ်ပြောပြရတာခလေးတွေကလိမ်မာပါတယ်အရင်ကြီးကြီးလည်းမကြအရင်မဟုတ်ဘူးကြီးကိုမကြီးမကြတာအဲ့တော့ခလေးတော်ရဲ့ ခင်ကတော့ငါလူနေကြလို့ရှိရင်တော့ငါဒီလိုပဲနေမယ်ပေါ့အဲ့လိုမျိုးကြီးမလုပ်ချင်သေးတာလူတွေကလေဟိုကိုခင်မှာဘာဖြစ်ဘိုက်ကွန်မန့်နေလဲမဖတ်ချင်ဘူးဘာလို့လဲဆိုတော့ဟိုကိုကကိုကကိုရှာနေရတာနဲ့ဒီကလေးတွေရုန်းကန်နေရတဲ့အချိန်မှာခါကျရင်စိတ်အဆင်ပြေရရှိရအဆင်မပြေတာရှိဟိုခံစားဘူးဆိုပေမဲ့လူဆိုတော့စိတ်ကလေပုထုဇဉ်ဆိုတာကြားလိုက်တာပဲဖြစ်တိလိုက်တာပဲဖြစ်ဆိုတော့စိတ်မကောင်းဖြစ်ရတာညီရတော့အဲ့တော့ဒီလိုပဲအေးအေးချမ်းချမ်းလေးပဲလှူမဲဆိုတော့စိတ်ကိုလှုပ်ထားတာဘာကြောင့်ဟိုအပေါ်တွေလှုပ်ပြတယ်မျက်ရည်ချူတယ်အဲ့လိုမျိုးတွေပြောခံရမှာဆိုတော့ဒါပေမဲ့ ဲ့ဓာတုလိုလိုရင်းနေကလှက်လက်လက်လိုက်ပြီးဖြစ်လာတဲ့ခံစားချက်ကြတော့ပြိဿကတိတယ်ခုခေတ်ပြိဿကအရန်ဟိုဟိုတိတဲ့အခါကျတော့ဒါဟန်ဆောင်နာလားဒါတကယ်လုံနေရလားတိသွားတိတာပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဝမ်းတာရဲ့ဂျင်းနဲ့တယ်ပြိတ္တတွေကကိုအဲရဲ့အလှူတွေကိုတာဓုခေါ်ပြီးရဲ့အတွက် ထက်သူအမြတာတာတုရရပါစေလို့လည်းစုမုံကောင်းတောင်းပေးပါတယ်။အမေကတော့သူတို့အမေဆိုတော့လေဟိုတာသမီးတွေကိုတော့ကိုကလည်းတာသမီးတွေမွေးထားဖြစ်တဲ့ဆိုအမေတိုင်းကမိခင်တိုင်းကတော့တာသမီးကိုချစ်တာပေါ့နော်။အမေကအဲ့လိုမျိုးသူတို့ရှေ့လူကြီးတွေကငယ်ငယ်တုန်းကဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဗတ်ဒီဆိုရင်အဲ့လိုတင်တယ်သူတို့လည်းပြန်တင်မှကြိုက်တယ်အဲ့လိုမျိုးအမေတို့ကလေအာဒီသူတို့ညီမတွေဆိုလည်းတယောက်ရောက်ဗတ်ဒီဆိုတင်ကြတယ်အဲ့လိုမျိုးလေးပေါ့။ဘာဖြစ်ဒါသူတို့ရဲ့အဲဟိုပျော်ပျော်စရာတစ်ခုလေးပေါ့နော်။အဲဒီကို့ပုံလေးနဲ့တင်ထားတာ တူတော့လဲမိဘဆိုတော့လဲသူ့မွေးထားတဲ့တပည့်ဆိုတော့တတိယမှာပေါ့တတိယတော့ဒါသူစုတောင်းပေးတာပေါ့နော်ဟုတ်ဝမ်းသာတာပေါ့ဒီလူလာစေချင်လို့လဲဒါဟိုဟိုကိုကိုတိုင်းမဲ့ဖိတ်ခဲ့တာလေအမေဒီအတော်ဒီကိုကိုကိုတိုင်းမဲ့ဖိတ်ဖိတ်ခဲ့တယ်ဒီကသူတို့ကလဲဟိုကိုလှုပ်တဲ့အလုပ်ပေါ်မှာတာတုခေါ်ကြတယ်သူတို့လာမယ်ပေါ့နော်လာမယ်ဆိုတဲ့ခါကျတော့ဝမ်းသာတာပေါ့အဲဘာလို့ဒီကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုသူတို့လဲရစေချင်ပါတယ်ပီတိရတာမရတာအထက်ကိုသူတို့လာတဲ့အချိန်မှာကိုရဲ့လှုပ်ရဲ့အဲဒီကလေးတွေကိုထားတဲ့စိတ်စေတနာကိုလဲမြင် င်းစေးခြင်းနဲ့ကာကာကြိုက်မိသားစုမှာအထင်လွဲမြင်လွဲလေးရှိကြတယ်ရှိကြတဲ့အခါကျတော့သူတို့ကိုလည်းအလုံးနဲ့ပဲတက်တည်ပြခြင်းနဲ့ဒီကလေးတွေပေါ်မှာထားတဲ့စိတ်ကိုယ့်ရဲ့အတွင်းစိတ်ကိုလည်းသူတို့တက်တည်ပြစေခြင်းနဲ့အဲဒါကြောင့်သူတို့လည်းလာကြတဲ့အခါမှာသူတို့လည်းဟိုပီတိဖြစ်ပါတယ်ဗျာလူတယောက်ဆိုတာအခုတော့မှ Facebook မှာကြည့်တဲ့သူတွေအကုန်လုံးကတာတုခေါ်တော့သူတို့လည်းကုသိုလ်ရတယ်လို့ဒါအတော်ရင်မိနေလာတဲ့အခါကျတော့သူတို့လည်းပီတိဖြစ်တော့သူတို့လည်းကုသိုလ်ရတာပေါ့အော်ခွင့်ပြုရမှာပေါ့ဝမ်းမဲ့တတာကိုခွင့်ပြုရမှာဘာဖြစ်လဲဆိုတော့မဲဝင်နိုင်အောင်နော်ကိုကိုတိုင်းတီလာရှင်ဝင်မယ်ဆိုလို့ရှင်လဲဆယ်ရဲ့ နောက်တော့မှဒါမနေဝေ့ရတာပဲဆိုကျင်းဆောင်ထိုင်ရတဲ့အကျင့်တိလာတွေအများကြီးပဲလေတဲ့ခါကျသူတို့ကတာနာပေါဝင်မယ်ဆိုတဲ့ခါကျဝမ်းမဲတတာနဲ့ကိုကမေတော်ကြီးဖြစ်တော်မှာလေအဲ့တော့တရားမကောင်းဆယ်ကဘယ်နှစ်ယောက်ပဲဝေ့ဝေ့ကိုကအလုပ်ပေးရမှာပေါ့အဲ့တော့ကိုကအမေတော်ကြီးပေါ့နောက်တနေ့အတော့မကြောက်လို့ရှိရင်ဘယ်တော့ကလေးတွေထပ်လိုက်ပြီးတော့အရှင်ပြားရဲ့အရေးတိတာရင်းအောင်မှာထပ်လိုက်ပြီးတော့နောက်တစ်ခါတာနာအရေးကိုအဲကိုရင်းရ73မှာနားတာ71ပေါ့71ရောက်ပြီအဲ့တော့ကိုရင်းရ73မှာနားတာ71ရောက်ပြီ ဒါဆိုနောက်နှစ်နှစ်လောက်နေရင်လည်းနောက်ထပ်ဒီကလေးတွေလောက်မှာလောက်မှာပေါ့နောက်တက်လာမယ်ကလေးတွေအခု၄နှစ်ကျော်ပြီလေ၄နှစ်ကျော်ဆိုတော့နောက်နှစ်နှစ်နောက်နောက်လွန်ဆုံး၃နှစ်ပေါ့ဆောဆောင်ပြောနေ၃နှစ်ဆိုမစောက်နိုင်တော့ဘူးလို့နှစ်နှစ်လောက်လှုပ်ချင်တာလို့ဆိုတော့နောက်၃နှစ်လောက်ပေါ့နော်ဒါကလေးတို့လည်း၆နှစ်၇နှစ်ဖြစ်တဲ့အချိန်ဒီအခုကြီးလာတဲ့ကလေးတွေလည်းကိုဟို၉နှစ်၁၀နှစ်ဖြစ်တဲ့အချိန်ဆိုတော့ပုံများသွားမှာပေါ့ပေါ့ပေါ့ပြီးတော့လှုပ်ပေးမှာပေါ့